ပန်ပန်ကျွန်တော်တို့ဆိုလေတကင်းငယ်တွေကလေးအချိန်ခဲ့တယ်ပဲတော့နော်ဟုတ်ဘေဘီကလ်ပလာဂျော်ဒနာကလေးအချိန်ခဲ့ပါလေအဲ့တော့အတစ်တယောက်ကိုဒီနေရာလေးမှာရိုက်ခွင့်ပေးတဲ့အတွက်ကျေးဇူးတော်အများကြီးဖြစ်တယ်လို့ဘာကိုဆိုလို့ရှိတယ်ဘီရိုငယ်တွေကလေးကဟိုအရင်လဲချစ်ဆရာကောင်းတဲ့ item တွေအရင်ကောင်းတယ်ပြီးတော့သူပုံစံလည်းအရင်မိုက်တယ်ဝေးနဲ့ကြာကျွန်တော်စုံမှုတယ်ကိုနေတိုးလဲကျွန်တော်ဇလန်းတို့လေးတခုရိုက်ဘူးတယ်အဲအဲ့တုန်းကတော့တိတ်ပြီးမရင်နေဘူးပေါ့နော်ဟုတ်တယ်အဲကိုနေတိုးရောမာရော ီးတော့ကျွန်တော်အတတ်ပညာရှင်တွေအားလုံးလမ်းပြပေးပါအောင်လို့ပြောချင်ပါတယ်။မကွေးကတော့ကျွန်တော်ရှေ့မှာတစ်စိမ့်အိမ်ဆိုတဲ့ကားနဲ့ကျွန်တော်ကြုံခဲ့ပြီးသွားပြီ။မကွေးရဲ့ကြောင့်လည်းကျွန်တော်အများကြီးသိထားရတယ်ပေါ့နော်။အဲ့ကားကမှဒီအလုပ်မှာဘယ်လိုလုပ်လဲဆိုတာအကြောင်းအဲဒါနဲ့ဆိုလည်းကနက်ကားပေါ့နော်လက်ရှင်ပါဆိုနက်ကားစီရီတက်ကားပေါ့နော်ကျွန်တော်မြင်နေကြားနေကြားစပုံစံမဟုတ်ဘူးပေါ့နော်ဆိုတော့ ျွန်တော်တို့ဒီဇက်ကိုအများကြီးပြောလို့မရပါဘူး။ဒီဇက်ကပရိသတ်တွေကြိုက်ကြမဲ့ဇလန်းမျိုးပါ။ဇလန်းမျိုးဆိုတော့မိုက်မယ်။ပြီးတော့ကျွန်တော်ကတော့မမပွေးရဲ့မောင်လေးအားနေပြီးတော့တော့ကျုပ်ဆောင်ရပါမယ်။ဒီကတော့ကျွန်တော်ရဲ့ဒီနေ့လည်းအတွေ့ပေါ့နော်။ကိုနေတို့ရဲ့ညီမနေရာနေကျုပ်ဆောင်ပါမှာဖြစ်ပါတယ်။အစ်တတယောက်ကိုဒီနေရာလေးမှာရက်ခွင့်ပြီးတဲ့အတွက်ကျေးဇူးတွေအများကြီးတင်တယ်အမမရဲ့ကျွန်တော်အဓိကကတော့မပွေးနဲ့ကိုနေတို့ရဲ့ ားတွေကျွန်တော်မကြည့်ရတာကျွန်တော်စနစ်ကြော်ပါလေဆိုတော့အခုပြန်ပြီးတော့ဟိုကြည့်ရမယ်ဆိုတော့အာဒါကြောင့်မို့လို့လဲကျွန်တော်ဒီကားမှာပါဝင်ဖြစ်တာပေါ့နော်ဆိုတော့ပြီးတော့ writer မင်းဆက်အညီလေးကလည်းရမ်းတော်ပြီးသားဆိုတော့သူနဲ့လည်းအဲလက်တွဲပြီးတော့လှုပ်လှုပ်ချင်တယ်ပြီးတော့ဒီမော်ရုပ်ရှင်ထုတ်လို့ရေးပေါ့ကိုနေလင်းဦးတို့နဲ့လည်းတော်နေအပြင်မှာတကယ်ယုံကြည်ကိုရင်းနေလို့ခင်ရတဲ့အကိုပေါ့နော်ဆိုတော့ဒီကားကိုကျွန်တော်ကိုယ်တိုင်အဲဝင်ပြီးတော့အဖြစ် ပြီးတော့အကောင်းဆုံးပံ့ပိုးပေးသွားပါမယ်ဟုတ်ပါဘူးဟုတ်အာဒီကိုကိုနေပြဘုရားလည်းပြောရချင်ကိုမင်းဆက်ပြပြတက်ကလည်းပြောရချင်မှာဒီကားလေးကအရဲဟောမိုက်တယ်ဒီနေ့တရင်သဘောချတာအရင်ဆက်ဝင်စားတယ်ဒီကားလေးကိုနော်အဲ့မှာမှကိုနေတို့တို့နဲ့မခွေးတို့ရဲ့ခက်ပတ်ကားလေးဆိုတော့ဒီကဘာဘာလို့မပါမှာလဲနော်ဘာလို့ကာရက်တာလေးကိုဟိုရိုက်ရဲရမှာလဲဆိုတော့အဲ့ဒါလည်းဖြစ်တာပါကာရက်တာလေးကတော့အရင်ကတော့ပြောလို့လို့မရဘူး ပန်ပန်ဆိုကွန်ဒိုဆိုလည်းဒီငွေတွေကလေးချိခဲ့တယ်ပန်တော့ဘူးဘေဘီကလာကြော်နာကလေးကချိခဲ့တယ်ဘာလို့လဲဆိုလို့ရှိတယ်ဒီလိုငွေတွေကလေးဟိုအရင်လဲချစ်ဆရာကောင်းတယ်အိုက်တန်လဲအရင်ကောင်းတယ်ပြီးတော့သူကသူ့ပုံစံလည်းအရင်မိုက်တယ်ဟုတ်တယ်အဲကွန်ဒိုရောမာရော ပြီးတော့ကျွန်တော်အတက်ပညာရှင်တွေအားလုံးလမ်းပြပေးပါအောင်လို့ပြောချင်ပါတယ်။ဆိုတော့ညအောင်ဆိုလို့ရဲ့ပေါ့နော်ဒီဒီကားတွေဒီကယ်လီမီကားတွေပြောဘူးမှခမက်လာမဲ့ကားဆိုတော့ဒီကားလေးမှာပါဝင်ခြင်းနဲ့အားဖြစ်ခြင်းနဲ့နောက်ပြီးတော့ဒီကားလေးအမှတ်တရမှာလည်းဒီဆိုတဲ့နာမည်လေးနဲ့ကြိုက်ခဲ့ခြင်းပေါ့နော်အဲအတွက်ကြောင့်လည်းဖြစ်တာပါဟုတ်ကဲ့။ဟုတ်ဖြစ်ဖြစ်ပါရဲ့ပပွေးနဲ့ကြာကျွန်တော်စုံမှုတယ်။ကိုနေတိုးလဲကျွန်တော်ဇလန်းတို့လေးတခုရိုက်မှုတယ်။ အဲ့အဲ့တုန်းကတော့တိတ်ပြီးမရင်နေဘူးပေါ့နော်ဒီကားလေးမှလည်းဟိုကိုနေတို့ကတော့အရင်တည်းကစကားနဲ့ရဆိုတော့လေအရင်တော့ကျွန်တော်တို့ဟိုပြောရလို့မရှိတယ်မဲ့ကျွန်တော်တို့အများကြီးကြိုးဆိုပါတယ်တွေ့ရနေရတယ်မှာဟိုကျွန်တော်တို့မျိုးတွေ့တွေ့ခံစားရတယ်ပေါ့နော်မကွေးကတော့ကျွန်တော်ရှေ့မှာတစ်စိမ့်အိမ်ဆိုတဲ့ကားနဲ့ကျွန်တော်ကြုံခဲ့ပြီးွားပြီးမကွေးရဲ့အကြောင်းလည်းကျွန်တော်အများကြီးသိထားရတယ်ပေါ့နော်အဲ့ကားမှာဒီအလုံးမှာဘယ်လိုလုပ်လဲဆိုတာအကြောင်းကျွန်တော်သိထားရတော့အခုဒီကားမှလည်းပြန်လဲဆုံတွေ့ရမယ်ပြီးတော့မကွေးရဲ့မောင်နေရာနေပြီးတော့ ဟိုရုပ်ဆောင်သွားမယ်ပြီးတော့မနေ့ကမပွေးနဲ့လဲကျွန်တော်တို့ table read တွေလုပ်ကြရဲကိုနေတို့လည်းပါတယ်ဗောနော် table read တွေလုပ်ပြီးသွားဆိုမပွေးလုပ်ချင်တဲ့အဲကျွန်တော်တို့နေရာလေးတွေပြပုံစံချိန်ချင်တဲ့ဟာလေး item တစ်ခု change မယ်ဆိုတဲ့ဟာလေးပြောဖြစ်ပါတယ်ဟုတ်အာမခွေးတို့ကတော့အများကြီး nice ဖြစ်တယ်ကိုနေသူရောပဲပေါ့နော်။ဒါပေမဲ့ဒီလို delivery မှာပဲ feature ဆိုလို့ရပြီးတော့ kayak ကလည်းအခုမှမှဆောက်မှာဆိုတော့ဒီကတော့နောက်မှမှောက်လို့ပေါ့။အဲ့တော့ရန်တော့ဟို မလဲဒီ character ပုံမှာအရင်ပြောရမျိုးတော့မရှိလို့ပဲအခုနဲ့မှတော့ငင်း nice ပါပဲအဲ့တော့အရင်ပြောရင်ပေါ့နော်အရင်လည်းကျေးဇူးတင်ရပါတယ်ကိုနေနေဦးကိုကျေးဇူးများကြီးတင်ပါတယ်ပြီးတော့ဟိုကိုမက်ဆက်တော့အောင်လည်းပြောရပါတော့ဒီပါတဲ့အခန်းလေးမှာတော့အများကြီးတော့ကြိုးစားရမယ်နော်တဲ့ headshot လို့တော့ဖြစ်ပြီးဆိုလို့ပြောပါလို့ဆိုတော့အာဒီကားလေးကအရင်ကအမှတ်တရတင်အရင်ဟိုကပ် reserve account လာကားလေးမှာကိုကြောက်အောင်ပေါ့နော်ရော့သွားပြီးဖြစ်စီအကြောင်းအများကြီးလည်းကြိုးစားပါမယ်ဟုတ်ကဲ့ အဲသူနဲ့တော်နေရတော့ဒါဟိုဘယ်လိုပြောရမလဲပြည်သက်လဲဟိုမြင်းနေကြားပုံစံဆိုတာထက်ကျွန်တော်တို့ဇာခိုင်းမှာကြာတော့ပုံပြီးတော့ဟိုဘယ်လိုပြောရမလဲအတွေ့လေးပေါ့နော်အပြင်မှာအတွေ့လေးလည်းဖြစ်တယ်ဇာခိုင်းမှာအတွေ့လေးဆိုပေမဲ့လည်းဇာခိုင်းမှာလည်းကျွန်တော်ကာရက်တာတစ်မျိုးလေးနဲ့အတွေ့လေးပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်အောင်လည်းစူးစမ်းသွားမယ်ကျွန်တော်ပြင်ချာလီဒီဆိုတာထက်ဇာခိုင်းရဲ့ဇက်ကောင်တစ်ခုအနေနဲ့ဇုံတွဲလေးတွေအနေနဲ့ပါဝင်ပြီးတော့ ဟိုတွေ့ဆောင်သွားဖို့ပြင်ဆင်ထားကြတယ်။ဟုတ်ကဲ့ကျေးဇူးရှင်ပြီပါ။ကျေးဇူးရှင်ဖြစ်